လာမယ့်နိုဝင်ဘာ9ရက်နေ့ထိုင်းစံတော်ချိန်ည9နာရီခွဲမှာ1 Friday 5 132ပွဲစဉ်မှာမြန်မာ ဖိုက်တာ3ဦးတော်ပါလာပါလိမ့်။ Brownie ကတန်းစဉ်စိုးနောင်ဦးတို့3ရောက်လုံးပါဝင်လာတာဖြစ်ပါတယ်။ One Championship ကချပြလိုက်တာပါ။ဒီမှာ fighter တော့ရောက်ထိပေါင်းနေပြီးတော့ international main event နဲ့ co main event တွေမှာရှင်ပြန်ရမှာဖြစ်ပါတယ်။ဘွဲစလီမှာစုံတော်ဦးကထိုင်းကင်းလူမျိုး fighter နဲ့ strawweight muay thai world ကစားမှာဖြစ်ပါတယ်။တန်ဇင်ကတော့ international main event ဖြစ် common နဲ့ flyweight dan muay thai world ကစားမှာဖြစ်ပါတယ်။159မှာပေါ်ပြခဲ့တဲ့ Veronica ကလည်း 1FF132 မှာပေါ်ဝင်ခဲ့ပြီး Tail Fighter Lily Yu နဲ့ဒုကောင်ပွဲဖြစ်အမျိုးသမီး Underweight Muay Thai ပွဲကစားမှာဖြစ်ပါတယ်။ဒီမှာ Fighter တွေရလကောင်တွေပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အခုမြန်မာ Fighter 3လုံးရေးဆိုင်ရတဲ့ပြိုင်ဘက်တွေကတော့ ရှော့တ်လို့များတဲ့ဖိုက်တာတွေကြီးပဲဖြစ်ပါတယ်။ဒါမြင် ခုဘရောင်နီကာဆိုရင်တရုတ်နိုင်ငံသူဝူရှူးကစ်ပေါင်းစံသမားလီမင်းဂရုနဲ့ပွဲတည်ထတာပါ။ရှော့တ်လို့များတဲ့ပြိုင်ဘက်လူလည်းပြောပါမယ်။စိုးရောင်ကတော့ပွဲဥထမအိုမာအိုမက်နဲ့ရှုံးထားပါတယ်။ဒီတစ်ခေါက်ပြိုင်ဘက်ကလည်းမလွယ်နိုင်ပြန်ပါဘူး။ဝါချမ်မြန်ရှိကလေဘရိုသုံးခွနဲ့တပွဲရှုံးမှာရောင်းကြရအောင်မှာဖြစ်ပါတယ်။တန်စံကတော့အလုံးသီးတဲ့အတိုင်း ပြောရမယ်ဆိုရင်တော့ရလက်ကောင်းတွေကိုပိုင်းဆိုင်ထားတဲ့ခွန်ပေါ်နိုင်တဲ့ရင်ဆိုင်ရပါပဲဖြစ်ပါလိမ့်။ဒါကြောင့်ဒီဘွက်ဟာမြန်မာဖိုက်တာတွေတော်တော်တွဲဆိုင်ကောင်းဆိုင်လို့ပေါ်ပေမဲ့ပရိသတ်တွေကြီးလို့တန်တဲ့ဘွဲဖြစ်တယ်လို့မြန်မာဖိုက်တာတွေအတွက်လည်းမလွယ်ကူတဲ့ဘွဲလို့ပြောရမှာဖြစ်ပါလိမ့်။အသက်32နှစ်ရှိပြီဖြစ်တဲ့တသင်းနဲ့ထိုးသမဲ့ဝိုင်းရေးမွေထိုင်းဖိုင်တာခွန်မိုးနိုင်ဟာပြောရမယ်ဆိုရင်တော့ဖိုင်တာတူအတွက်အကောင်းဆုံးအချိန်ကိုပိုင်ဆိုင်ထားတယ်လို့ပြောလို့ရပါတယ်။တသင်းနဲ့လည်းအသက်70နှစ်ကျော်ကြီးပါတယ် ဒါကြောင့်ဘာပြီးတော့တက်လုံးပိုင်းမှာဆိုရင်တန်းစင်ကပုံကြီးတက်ငယ်တဲ့အတွက်အာသာကြီးရှိတယ်လို့ခံမရပါပဲမလွယ်ကူတော့လို့အချင်းလေးကလည်းပြောင်းသွားနိုင်ပါလိမ့်ထိုင်ဖိုင်တာတွေကပြင်းထန်လေ့ကျင့်ထားတဲ့အတွက်ကြောင့်သူတို့အတွက်အသက်အရွယ်ကတော့တိတ်ပြီးပြဿနာမရှိတဲ့ပုံဖြစ်နေပါတယ်ခေါ်မလို့ဟာမြန်မာဖိုင်တာတွေဖြစ်တဲ့စုံရဲနဲ့မိုးထအောင်ကိုလည်းအနိုင်ခရဖြစ်ပါလေ။ကိုယ်ဝန်ဟိုတာပြီးခုနှစ်ပွဲနဲ့လက်ပွဲရှုံးဖြစ်တဲ့ရလက်ကောင်းကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါလေ။တန်းစင်ကတော့ နောက်ဆုံးထိုးတက်ခဲ့တဲ့ပွဲ၃ပွဲလုံးဖိုးရှုံးနေထတာဖြစ်ပါလေ။ခွန်မွန်နိုင်ငံနောက်ဆုံးပွဲကိုပြီးခဲ့တဲ့အော်ဂူလန်နဲ့မော်ဒိုကိုဖိုင်တာနဲ့ထိုးတက်ထားပြီးအမှတ်နဲ့အနိုင်ရရှိထားတာလည်းဖြစ်ပါလေ။အသက်၂၁နှစ်တာရှိသေးတဲ့တန်းစင်ဟာခွန်မွန်နိုင်ငံနဲ့ဆယ်နှစ်ကျော်လောက်ငယ်ပါလေ။ one friday 5 mark ငါဘောထိုးတက်တာပြီးနှစ်ပွဲနဲ့သုံးပွဲရှုံးလိုက်တာပါလေ။တန်းစရာ one friday 5မှာသုံးပွဲစရိုက်ရှုံးလိုက်တာတဲ့အတွက် အခုပွဲမှာသာဆက်ပြီးရှုံးပွဲကြုံရမယ်ဆိုတော့နောက်ထပ်ပွဲရရှိဖို့တော့တတော်လေးကိုခက်ခဲသွားမယ်လို့ပြောရမှာဖြစ်ပါတယ်တန်းစင်ကတော့အင်ကားနဲ့ဆိုင်တော့မာကုံပိုင်းမှာတော်တော်လေးကိုပြန်ကောင်းလာပြီလို့ပြောလို့ရပါတယ်။အခုလေတန်းစင်ဟာတော်တော်လေးကိုသေးချာလေးတင်နေတာကိုသူတင်တဲ့ဗီဒီယိုဖိုင်တွေမှာတွေ့ရပါတယ်။နောက်ပြီးတော့တန်းစင်ဟာအဓိကအားဖြင့်တော့အထိုးခံရနိုင်ဖို့အတွက်လူများတကသူ့ကိုထိုးတာကိုခံနိုင်ရှိအောင်လုပ်တဲ့ဗီဒီယိုဖိုင်တွေဝမ်းမကြွတ်သားတန်းမောင်လုပ်တဲ့ဗီဒီယိုဖိုင်တွေ ဖက်ဒရောင်ရဲ့ချက်လေးကောင်းလေ့ကျင့်နေတဲ့ဗီဒီယိုဖိုင်တွေကိုလည်းသူ့ရဲ့လူမှုကွန်ရက်မှာမကြာခဏဆိုသလိုတင်နေတာဖြစ်ပါတယ်။တန်းစင်လေ့ကျင့်ထားတာတွေဟာလာမယ့်နိုဝင်ဘာလ9ရက်နေ့ပွဲမှာတကယ်ပဲထိရောက်ပါမလားဆိုတာကတော့အဆောင်ကြည့်ရမှာဖြစ်ပါတယ်။စွန်တော်စွန်တော်ကြောင့်ပြောရရင်တော့စွန်တော်ကအတော်မာတဲ့ဖိုက်တာလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပြီးခဲ့တဲ့အော်ဂူလာကသူ့အနေနဲ့အာလာဘီနဲ့ထိုးတဲ့ပုံကိုပြန်ကြည့်ရအောင်။ ြောမယ်ဆိုရင် NLRB ကအဲ့ဒီတော့စုံတော်အောင်တဲ့၄ပုံကျော်တော့၄ချိန်ပုံနေပါတယ်စုံတော်အောင်ကဝေကျော်ပြီးချိုးနေရပါတယ်ကျိုးသွားနေမှလည်းလူကောင်းချင်းကတော့ကွာပါတယ်ပင်ကိုရွယ်ဆောက်ကွာကွာနေရတာပါထိုးအားနဲ့ချိုးအားလည်းတော့ကွာပါတယ်ဒါပေမဲ့ဒီဘက်မှာစုံတော်အောင်ကရှုံးနေဆိုပေမဲ့လည်း NLRB ကနှစ်ခါဖောင်းပါတယ်မမချီမဆိုးနောင်လည်းတော့ကန်တာနဲ့တတိယချီမဆိုးနောင်မျိုးလုံးအထီးမိသွားတဲ့ကိစ္စတွေပါ ။ဘာပြောအမနဲ့ဆုံးဖြတ်ရမှာတော့အဲဟာလာပြတ်နိုင်သွားပါတယ်။ဆုံးတော့ဦးကအတော်ကိုပါပြီးတော့ပွဲပြီးဆုံးခြင်းဒီအလဲထုံးမခံရအောင်တောက်ခံသွားပါတယ်။ဒါကြောင့်ဒီဘက်မှာတော့ဆုံးတော့ဦးအနေနဲ့နိုင်ရဖို့မျှော်လင့်မိပါတယ်။ဒါပေမဲ့ပရိသတ်ချိုးကတော့ဆုံးတော့ဦးအနေနဲ့အားနည်းချက်တွေရှိနေပြီးသူ့အနေနဲ့ပွဲတွင်းမှာဆိုလည်းခေါင်းခိုက်ဆိုင်ပြီးတော့ခံနေတယ်လို့ဆိုပါတယ်။ဆုံးတော့ဦးအနေနဲ့ဒီဘက်မှာလည်းအဲ့ဒီတော့မာကုံရဲ့ပိတ်ခံနေတော့အလားအလာမကောင်းဘူးလို့လေပိတ်သက်တွေကတော့ပြောပါတယ်။ စိုးနောင်ကသမီးစိုးကြီးလိုပဲပေးခံနေတော့ဒီဘက်မှာလည်းနိုင်မှာမဟုတ်ဘူးလို့ပဲဆိုပါတယ်။အဲဒီတော့ကထိုးတဲ့ပွဲမှာစိုးနောင်နဲ့အတူပြောရမယ်ဆိုရင်တော့ဝမ်လုံးမနေ120တိုင်ပွဲမှာဝေပါခဲ့တာကတန့်စင်ပဲဖြစ်ခဲ့ပါတယ်။တန့်စင်ကအဲဒီတော့ကတော့တန့်စင်ပွဲကတော့အားလုံးသိတဲ့အတိုင်းပါပဲ။ဂေဆန်လက်နဲ့ထိုးသက်သွားတာဖြစ်ပါတယ်။တန့်စင်တော့လည်းအဲဒီလိုပါပဲ။ဂေဆန်လက်ရဲ့တိတ်ပြီးတော့မခံနိုင်ပဲတန့်စင်ဟာတိုင်းရဲ့ဆုံးမြင့်တဲ့ ရှုံးနေတော့ပါတယ်ဒါဆုံးပြချက်တော့မှပြောရမယ်ဆိုရင်တန့်စင်အနေနဲ့ပွဲထဲမှာအိတ်သွားတဲ့အတွက်ကြောင့်တန့်စင်ကိုအိတ်ဆင်ဆိုပြီးတော့နာမည်ပြောင်းပေးတာဖြစ်ပါလေအခုစိုးနောက်ဘောတန့်စင်ရောနှစ်အောင်လုံးကတော့အခုပွဲစဉ်တစ်ခုမှာပဲပြန်ပြီးတော့စုံလာတာဖြစ်ပါလေ Brownie ကဒီမြန်မာ fighter ၃ဦးပါတဲ့ထဲမှာတော့ Brownie ကောင်ကတော့အားရဆုံးဖြစ်ပါလေဒီဘက်မှာ Brownie ကအနေနဲ့နိုင်ကောင်းနိုင်နိုင်ပါလေစိုးနောက်နဲ့တန့်စင်ကတော့ ပရိသတ်တွေကအားများနဲ့ဘရောနီကာရောပရိသတ်တွေကအားပေးပါလေ။ဘာလို့လဲဘရောနီကာဟာလက်ဆွမ်းပေါင်းများစွာပြလာပြီးဝမ်ချန်ပီယံရှစ်ကိုရောက်လာတာဖြစ်ပါလေ။ဘရောနီကာအနေနဲ့ဝမ်ချန်ပီယံရှစ်မှာဆိုရင်ဒီတက်ပို့ပြီးတော့တောက်ပါလာမယ်လို့မြင်အောင်မိပါလေ။ဒါကြောင့်အခုတရုတ်ဖိုက်တာအမျိုးသမီးနဲ့ရှစ်ပြန်ထိုးသမဲ့ပုံမှာလဲဘရောနီကာပဲအနိုင်ရဖို့ပရိသတ်တွေကမျှော်လင့်နေကြတာဖြစ်ပါလေ။ဘရောနီကာကသူ့မရဲ့လူမှုကွန်ရက် Facebook စာမျက်နှာမှာ ပွဲထွက်လာပြီဆိုတော့အားပေးဖို့အဆင်သင့်မယ်လားဆိုပြီးတော့မှတင်ထားပါတယ်။ဘန်ချမ်ပီယံရှစ်ကဘရောင်နီကကိုပထမအပြည့်သစ်ဖိုင်တာနဲ့ပွဲတည်ပြီးမဲ့ပရင်သစ်ဖိုင်တာကနှုတ်ထွက်သွားတဲ့နောက်ဘရောင်နီကပွဲအပြတ်သွားတာဖြစ်ပါတယ်။ဒါကြောင့်ဝမ်ချမ်ပီယံရှစ်ကအာလိုဘရောင်နီကနဲ့ရှစ်ပြိုင်ထိုးသွင်းတဲ့ဖိုင်တာကိုရှာဖွေလိုက်ရပြီးအခုတရုတ်ဖိုင်တာမျိုးသီးနဲ့ပွဲတည်ပေးတာပဲဖြစ်ပါတယ်။ ဒီဘက်မှာအရေးကြီးဆုံးကတော့ဒေါ်လင်ကာနဲ့စိုးတော်ဟုတ်တဲ့တန့်စင်ဖြစ်ပါတယ်။တန့်စင်ကတကယ်လို့ဒီဘက်မှာတော့ရှုံးနိုင်မယ်ဆိုရင်သူ့အနေနဲ့ဝမ်းချင်မြန်ရှင်းမှာနောက်တဲ့ပွဲထူအပ်ဖို့အလားအလာတော်တော်လေးရှားပါတော့မှာဖြစ်ပါလိမ့်။တန့်စင်ပြန်ပြန်ခွန်ပေါ်နိုင်အောင်တကယ်တော့အာနစ်ဂျက်ရှားခဲ့တဲ့ဖိုက်တာပါ။မြန်နဲ့အပိုင်းမှာပဲပြောပြောနည်းနည်းပြောစရာရှိပါတယ်။ကျန်တဲ့မာကွန်ရောဘူထိုင်းလေးစနေအောင်မြေကန်ကြောင်နသီတို့ကြောင်အားလုံးကတန့်စင်ထက်သားပါတယ်။ဒါအမှန်တရားပါ ရှင်ဟုံးလို့မရတဲ့အနေအထားကိုဖြစ်နေပါလေဒါကိုလက်ခံရပါပါသဲစဉ်တော့အရင်အနေရအများဆုံးကခွန်မွန်းရဲ့ကစားကွက်ပါရှင်ဟုံးတွေတော့အခြေကြောင်းကြောင်းကြောက်သွားနိုင်ပါလေဒါပေမဲ့ပိုးကပ်ပြီးတော့ထုတ်ကွက်ဒူးတောင်တွေနဲ့ဝင်လာမစုံတော့သဲစဉ်ပူဆိုးသွားပါလိမ့်မယ်သဲစဉ်တော့အောက်ခြေကန်ချက်တခုတည်းသာဖြစ်နိုင်ခြင်းရှိပါတယ်ဟန်ချက်ပြတ်သွားတဲ့အထိအောက်ခြေကန်ချက်ပါဘာဖြစ်လို့လဲဆိုတော့ခွန်မွန်းနိုင်ငံအောက်ခြေသိမ်းမကောင်းပါဘူးပြန်မဲ့ကတ်ကြလာတဲ့နေ့တိုင်းမှာအမြင့်ကန်ချက်ပြတ်သုံးသိမ့်တယ်လို့ထင်ပါတယ် ဒီချင်းချင်းမြောက်ပဲနဲ့သွားရှင်လို့တော့တန်းစင်နေတဲ့နိုင်မှုကတော်တော်လေးကိုခဲရင်ပါတယ်။ဘာပြောတန်းစင်နေခွန်ပေါ်တော့ရဲ့ကစားပုတ်ကတော့တော်တော်လေးတော့ကြည့်လို့ကောင်းပါမယ်။မဖြစ်နိုင်ဘူးဆိုတော့မရှိဘူးပေါ့ဗျာ။တန်းစင်နေတဲ့ဒီပွဲမှာအနိုင်ရဖို့တော့ညှော်လင့်ပါတယ်။တန်းစင်ဘက်ကလည်းသေးချာပြင်ဆင်ပြီးပါပြီတဲ့ဒါပေမဲ့အားမရဘူးဆိုပြီးပြည်သက်တွေကပြောပါတယ်။ ။ဘာပြောလဲတန့်စင်ကိုလည်းဒီလိုမျိုးတဲ့ wire fighter နဲ့ပွဲတိပေးတာကိုကချက်ထွေအနေနဲ့ပြောရမယ်ဆိုရင်တန့်စင်ကိုညှို့ချိုးတာဆိုပြီးပိတ်သက်ချိုးရတော့သူ့အမျိုးကိုပြောပါတယ်။တန့်စင်ကတော့တေချာပြင်ဆင်နေတာဟာ super legend မှာကိုအကောင်းဆုံးပြင်ဆင်နေတာကိုတွေ့ရပါတယ်။ဆရာဖြစ်တဲ့သူဖာဆိုင်ရဲ့လမ်းညွှန်မှုနဲ့တူခွန်မိုးနိုင်တဲ့ပွဲမှာတန်းစင်အနေနဲ့ ဘလောက်ထိလုံးပြသွားမလဲတန်းစင်အနေနဲ့စူပါလက်အတွက်ဘာတွေပြန်ပြီးတော့လုံးပြသွားနိုင်မလဲဆိုတာဒီဘက်ကအဖြေထုတ်ရမှာပဲဖြစ်ပါတယ်တန်းစင်အနေနဲ့မာကုန်ပိုင်းပဲလိုအပ်ပါတယ်ဆိုပြီးပြည်သက်တွေကတော့ပြောပါတယ်တန်းစင်ဟာထိုးသက်ပုံနဲ့မစိုးပါဘူးခြေကန်ချက်လည်းကောင်းပါတယ်ဒါပေမဲ့မာကုန်ပိုင်းမှာတော့လိုအပ်ချက်တွေရှိတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ကေဆာလက်နဲ့ပွဲမှာလည်းမာကုန်အဓိကခံရပြီးတန်းစင်အနေနဲ့ရှုံးနေခဲ့တာဖြစ်ပါတယ် တန်းစင်အနေနဲ့ပွဲထိုးတဲ့ကစိတ်ကိုတနေစတင်ကြောင်းကစားပြီးပုံမှန်ပဲထိန်းဆော့သွားပါတယ်ဘသူတွေဘလို့ပဲဝေဖန်ပြောပါစေဆဲဆိုပါစေတဲ့ဂီယူမဆိုင်ပါနဲ့တဲ့တန်းစင်အနေနဲ့ပြန်ဘက်ကိုလည်းမလေးမစားလုပ်ပါနဲ့တဲ့ပြန်ဘက်ကိုပဲတေးကြလေးလာပြီးတော့ရှင်ပြန်ထိုးသမှုပြိတ္တတွေကတော့ပြောနေကြတာပဲဖြစ်ပါတယ်